Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ညရဲ့နောက်ဆုံးရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့သတင်းတွေကိုကျွန်တော်ဆွေးနွေးကြည့်အောင်ပါနီးပြဖြစ်တဲ့ Ruben Amorim ကကျွန်တော်တို့ဒီဂိုဒမား Lemans နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကျွန်တော်ပြောထားသလို Master Wi ကလည်းလက်ရှိသူ ကစားနေရတဲ့ position နဲ့ပတ်သက်ပြီးတော့လည်းပြောပြလာတာတွေကျွန်တော်ရှိတယ်ဒါအပြင်လက်ရှိ Joao Gomez နဲ့ပတ်သက်ပြီးတော့လည်းတောက်လျှောက်ထွက်လာတဲ့အပြောင်းရွှေ့ဒါ Rumors သတင်းတွေကျွန်တော်ရှိရပါတော့ဒါတွေနဲ့ပတ်သက်လို့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါ အားလုံးမင်္ဂလာပါဆိုတော့ကိုရီးယားကတော့ဒီနေ့မရှိဘူးဗောနော်ဆိုတော့ United ကကျတော့ဒီဘက် weekend မှာမကစားရဘူးတနင်္လာနေ့မှာကစားရမယ်ပေါ့နော်တနင်္လာနေ့မှာကစားရမယ်ဆိုတော့မနေ့ပြန်ညမှာပါဗျာဆိုတော့ဒီနေ့ကလည်းဖိုးဖိုးမချက်မှာတော့ watch down arsenal ပွဲလုပ်ဖို့တော့ကျွန်တော်ရှိပါတယ်နော်ဆိုတော့ဒါလာပြီးတော့ join ကြပါအောင်ကဲလို့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ပေါ့လေဆိုတော့ပထမဆုံးအနေနဲ့ကျတို့ပေါ့နော်ဒါပြောရမယ်ဆိုလို့ရှိရင် queen exam မှာပြတဲ့ john gomez နဲ့ပတ်သက်ပြီးတော့သတင်းထွက်လာတာတွေကျွန်တော်ရှိတယ်ပေါ့နော်ခဏလေးခဏလေးခဏလေးဘယ်ရောက်သွားအဲလဲလဲလဲ အဲ့ဒါကြောင့်မလို့ငါအဲဂျောဂူမက်စ်နဲ့ပတ်သက်ပြီးတော့တဲ့နော်ဟာဘီယာခုနကငါသားကိုထွက်လိုက်မိတာဒုက္ခပဲဘယ်ရောက်တော့မှကိုမသိဘူးနားလေးဆရာကြီးအမ်ချစ်တယ်မှာပဲကြောက်ဂူမက်စ်โอเคဆိုတော့လက်ရှိတော့ဒီမှာဆိုလို့ရှိရင်ဒါကတော့ဒါအပြောင်းရွှေ့နေပတ်သက်လို့ဒါအဲတက်လာတဲ့ကျွန်တော်တို့ rumors သတင်းပေါ့လေ ဘာပြောရလဲဆိုတော့လက်ရှိမှာဂျောင်ဂူမန့်စ်ကမန်ချက်စတာယူနိုက်တက်နဲ့တောက်လျှောက်ဘောနောနောက်ပိုင်းမှာသတင်းတွေထွက်လာပြီဆိုတော့မန်ချက်စတာယူနိုက်တက်ကတော့လက်ရှိဝူဘာဟန်တန်အသင်းနဲ့အတူဇန်နဝါရီအပြောင်းအရွှေ့မှာဂျောင်ဂူမန့်စ်ကိုခေါ်ယူနိုင်ဖို့နဲ့ပတ်သက်ပြီးတော့ဆွေးနွေးမှုတွေဟာ advance negotiation ကာလကိုရောက်နေပြီဖြစ်တယ်ဘောနော ပြောင်းရွှေ့ကြီးကပေါင်44တန်းလောက်ထိကုန်ကြရဖို့ရှိတယ်။ကလတ်တင်းတစ်ခုရဲ့ကြားထဲမှာဆိုလို့ရှိရင်လည်းပြီးခဲ့တဲ့ရက်ပိုင်းအတောတွင်းတွေမှာဆွေးနွေးမှုတွေဟာအတိုင်းအတာတစ်ခုထိပြောကြော်တာအချိန်မြင့်လာပြီဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ်။ဆိုတော့ကျွန်တော်ကတော့ဘာလို့ဒီ United ဘက်ကတကယ်တကယ်ဆွေးနွေးနေတယ်ဆိုလို့ရှိရင်တော့ကောင်းတဲ့တင်းမှာတူတူလည်းပဲကျွန်တော်အားလုံးသိတယ်လို့ပဲဒီချိန်မှာထွက်တဲ့အပြောင်းရွှေ့တင်းတွေကကိုလာဟာလာတဲ့ပို့လိုက်မယ်လို့ကျွန်တော်မထင်ဘူးပေါ့။နော်အခုဆိုလို့ရှိရင်ဟိုဘယ် British media မှာကလည်းဟိုတောက်ချောက်ကြီးအမှန်ကန် ဖော်ပြနေတာမျိုးတွေကျွန်တော်မရှိသေးဘူးဒီပြောင်းရွှေ့နေပတ်သက်လို့ဒါအပြင်အတင်းဘက်ကလည်းဇန်နဝါရီမှာလူခေါ်မလားမခေါ်ဘူးလားနော်ဘယ်လောက်ထိကျွန်တော်တို့ငွေကြေးထုတ်ပေးသွားမလဲဒါရင်းနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ဒါအတိအကျကျွန်တော်တို့ဒါဘာမှတိမထားသေးပါဘူးဆိုတော့လက်ရှိမှာဂျောင်ဂူမက်စ်မှမဟုတ်ဘူးပေါ့နော်တခြားပဲကစားမားနဲ့ပဲတရင်ထွက်ထွက်ကျွန်တော်အနေနဲ့ပေါ့နော်ဒါရည်ရည်ပြည့်ကြီးခံယူစားဖို့ကတော့လုံးဝဆော်လုံးသေးတယ်လို့ကျွန်တော်ထင်တယ်ဒါဇန်နဝါရီပြောင်းရွှေ့မှာဖြစ်ချင်းဖြစ်လာမယ်ဒီဇင်ဘာနောက်ပိုင်းကာလတွေမှာဖြစ်ချင်းဖြစ်လာမယ်ဆိုတော့လက်ရှိကာလမှာတော့အတင်းဘက်က ခေါ်ဖို့အတွက်အမှန်ကန်ဆွေးနွေးနေဘူးဆိုတာမျိုးတွေကအရင်စောလွန်သေးတယ်လို့ကျွန်တော်ယူဆတယ်။ဒါပေမဲ့လို့အကယ်လို့မြန်ခေါ်ပြစ်ခဲ့မယ်ဆိုရင်ပေါင်44တန်းပေါ့ညီကတို့ဘယ်လိုမြင်ကြလဲ။ပေါင်44တန်းဆိုရင်အမှန်ကန်ဖြစ်တဲ့ဈေးနှုန်းလို့ညီကတို့ထင်ကြလား။ဆိုတော့အခုချိန်ကဘယ်လိုပြောမလဲအတင်းတွေ့ပါတော့ခုနကပြောသလိုပဲကျွန်တော်တို့ကဇန်နဝါရီမှာဘလောက်တိငွေချပြီးမှလဲပေါ့အဲ့ဒါအပြင်ကိုကူရီကနောက်ထပ်ကိုစားမတယောက်ကိုခေါ်ဖို့အတွက်ဆိုလို့ရှိရင် United ဘက်ကဘယ်ကစားမကိုလက်လွတ်မှာလဲဆိုတာကလည်းကျွန်တော်ရှိသေးတယ်အတင်းမှာကကိုဘီမင်းနုရှိမယ်ဥကာတေးရှိမယ်ဘရူနိုရှိမယ်ကက်စမဲရိုရှိမယ်ပေါ့ဒီကစားမ၄ယောက်တလုံးအတင်းရဲ့ကွင်းလေနှစ်နေရာကိုနေရာလူနေရာတဲ့သူတွေဖြစ်တယ်ပေါ့နော်ဆိုတော့တပတ်မှတပွဲပဲကစားထားတဲ့အတင်းတင်းတွေကစားမ၂ယောက်အပြင်နောက်ထပ်၂ယောက်ကိုလည်းကျွန်တော်တို့ကအရန်ကုန်မှရှိနေသေးတယ်ဆိုတဲ့အနေထားမှာဂျောင်ဂိုမက်ကိုခေါ်ဖို့ပဲဖြစ်ဖြစ်တခြားကွင်းလေကစားမတယောက်ကိုခေါ်ဖို့ပဲဖြစ်ဖြစ်ဆိုတာမျိုးကတော်တော်ကိုအဲ့လိုခြေလန်းစောလုံးပါသေးတယ် ဒါအပြင်ကစားမကဘနော်ဥပဟန်နဲ့စာချုပ်က2030ထိရှိတယ်။ပြောင်းရွှေ့ကြီးကလည်းယူရိုတန်40ထိကျွန်တော်ရှိတယ်ပေါ့နော်။ယူရိုတန်40ဆိုတော့ပေါင်38တန်38တန်လောက်တော့ရှိမှာပေါ့လေ။အဲဒါပေမဲ့လည်းလို့သူတို့ဘက်ကဘယ်လိုပြောမလဲ DRD မှာတန်ဆင်းရမယ့်ဂိမ်းပေါင်နေတာနော်အချိန်နေဒီအဆင်မပြေတာဒါတွေနဲ့ပတ်သက်ပြီးတော့ဖြစ်နေတယ်ဆိုတော့ဒီကစားမဖြစ်သူကိုသူတို့တကယ်လည်းပဲလက်လွတ်ချင်းလွတ်သွားမှာ။မပြောလို့မရဘူးပေါ့နော်။ဆိုတော့ကစားမကိုယ်တိုင်ဘက်ကလည်း ဇန်နဝါရီပြောင်းရွှေ့မှာအသင်းပြောင်းခြင်းပြောင်းသွားမှာပဲဆိုတော့အသင်းဘက်ကတကယ်ခေါ်ဖို့ကြိုးပမ်းတဲ့ခါဂျောင်ကူမက်စ်ကိုကျွန်တော်တကယ်ပဲကြိုးပမ်းတင်သလားပေါ့နော်ပေါင်၄၄တန်းနဲ့ကျွန်တော်ကတော့အမှန်တမ်းပြောရင်တန်း၄၀လို့ဘာလို့ဆိုတာမျိုးကတော့နောက်ထပ်နည်းနည်းပူပေးလိုက်တာနဲ့စတေလာတို့ဘာလို့လို့ကစားမတွေကိုရနိုင်စွမ်းရှိတယ်လို့ထင်တယ်တချို့ကျတော့လေအာစတေလာကပရီးမီးယားလေးအတွေ့အကြုံမှမရှိတာပေါ့နော်စတေလာကပရီးမီးယားလေးတွေ့ကြုံမှမရှိတာဖလိုရီယန်ဗီယက်စ်တို့လို့ဖြစ်နေဘာဖြစ်မလဲဘာညာပေါ့ အဲအဲ့လိုတော့စိတ်ပူရတာကျွန်တော်ရှိတယ်ပေါ့လေဒါကလည်းကစားမတိုင်းဖြစ်တာမျိုးကျွန်တော်မဟုတ်ပါဘူးဟာလန်တို့ပါလို့ဆိုလို့ရှိရင်ကျွန်တော်ကဘွန်ဒက်စတီကာကကျွန်တော်ပြောင်းလာတာပဲဒီနော်ဘွန်ဒက်စတီကာကပြောင်းလာပြီးတော့အမှန်ကန်လုတ်ပြနေတဲ့ကစားမတွေကျွန်တော်ရှိပါတယ်နော်ယူစကိုဗာရီယိုတို့အပြင်တာကစားမတွေလည်းဒီတိုင်းပါပဲကျွန်တော်ကပရီးမီးယားလိကနေပြီးတော့ပရီးမီးယားလိနောက်တစ်သင်းပြောင်းလာအောင်တိုင်ပက်နေကြတဲ့ကစားမတွေမနေဘူးဗျာအဲ့တော့ကျွန်တော်တို့အနေနဲ့ leak ရဲ့အခြေအနေဆိုတာမျိုးကတော့စိတ်ပူစရာဆိုပြီးမဲ့လေလို့ရတိပြည့်ကြီးကျွန်တော်တတ်မှတ်လို့တော့မရပါဘူး။ဟိုကစားမတိုင်ပက်လို့ဒီကောင်လေးတိုင်ပက်ပါလိမ့်မယ်ကွာဆိုပြီးတော့ကျွန်တော်ကတော့အမှန်လို့တော့ကျွန်တော်မရဘူး။တိုးတော်လည်းပဲ ခုနကပြောသလိုပဲဒီ stellar တို့ဘာလို့ကိုအမှန်ကန်တော့ကျွန်တော်ကျူးပန်းတင်တယ်ဗောနော်ဟိုတန်40ပါညာဆိုလို့ရှိရင်တော့နောက်ထပ်နည်းနည်းထပ်ပြီးပြီဆိုတာနဲ့အတင်းမကညှိနှိုင်းနိုင်တော့ရလိမ့်မယ်လို့ထင်တယ်အခုရှိတာကကစားမဖြစ်သူရဲ့ဘက်ကပြောင်းခြင်းမပြောင်းခြင်းပေါ့အခုက Stellar က Real Madrid နဲ့လည်းတင်းနေထွက်နေတာတွေကျွန်တော်ရှိတယ်ပေါ့နော်ဆိုတော့ဆောင်းတော့ကျွန်တော်ကြည့်ရမယ်ကျွန်တော်ကတော့ United အနေနဲ့ Joao Gomez ကိုအမှန်ကန်ကျူးပန်းမလားဟိုဘယ်လိုရမလဲဖြစ်နိုင်ကြီးကတော့များတယ်ပေါ့နော်လာတန်ကြီးအနေနဲ့ကျွန်တော်ကြည့်ရင် Joao Gomez ဒီဖြစ်နိုင်ကြီးအများဆုံးကျွန်တော်ဖြစ်နေတာပြသည်လာတန်ကြီးရလေ ဂိုးမန်စ်ကဖြစ်နိုင်ခြင်းအများဆုံးဖြစ်နေတာအဲ့တော့တန်40 44တန်းဆိုတာမျိုးကလည်းအဆင်ပြေကောင်းပြီပါပဲဆိုတော့ဆောင်းတော့ကြည့်ရမယ်ညီကလေးရောဘလူမင်ရလဲကျွန်တော်ဂျာဂိုးမန်စ်ကိုခေါ်ဖို့ကြိုးပမ်းတင်တယ်လို့ထင်ကြလားတကယ်လို့ခေါ်ဖို့ကြိုးပမ်းမယ်ဆိုရင်ရောကျွန်တော်ဒါအမှန်ကန်အသင်းဘက်ကပေါ့နော်တကယ်ဟိုဘယ်လိုပြောမလဲရအောင်ကျွန်တော်အနေနဲ့လုပ်ပြနိုင်မယ်လို့ကျွန်တော်ထင်ကြလားတကယ်ရောကစားမပြောင်းလာပါမလားဆိုတော့အဲနောက်တစ်ခုကျွန်တော်ကြည့်ကြည့်အောင်ပါ။ဟောဗျာဘာဖြစ်တော့တော့ဟာမင်း။ဟာပဲ။ကြည့်လို့ရရသေးလားမသိဘူးဒီမေစတူဒီယိုဝင်များတော့ပြန် အင်းဟာလေကွာမင်းဟာကလည်းမင်းဟာကလည်းခဏလေးဆက်သမားရင်တော့ဒီမှာဝင်လို့ရသေးရမှာမဟုတ်ဘူးအားကြီးဒီမှာထွက်သွားပြီလေကွာငါအဲ့ဒါမင်းဟိုလိုတော့ငါဘယ်ကနေသွားဝင်ရမှာ လိုက်သွားနေတယ်မင်းသွားတော့သွားနေသေးတယ်ဗျာမင်းထွက်ထွက်သွားလို့ကျွန်တော်အဲ့ဒါကိုဒေါ်သားထွက်တာဘာလို့ထွက်သွားရတာဟုတ်တယ်မနော်ဒုက္ခပဲနော်ပေါ်ပါကိုပြန်ခုံမဲရဲ့လာပြန်ပြီနော်ဦးကောင်းကွင်းထဲမှာခြေချရတော့မှမင်း22မိနစ်မပြည့်သေးဘူးပေါ်ပါကိုပြန်ခုံမဲရတယ်ဘယ်လိုကြမလဲနော်အဲစတေလာကဦးစားပေးပြောင်းကျင်တာကရီရဲတယ်ဗျာလေဘာလဲဘာကတော့ယူနိုက်တက်ကိုပြောင်းဖို့ဆန္ဒရှိနေတယ်ဂျာကိုမက်စ်ကိုခေါ်ဖို့ကကက်စီကိုအေဂျင့်လောက်ခိုင်းရမှာပဲနော်အဲလောက်ခိုင်းရမှာပဲနော်ပြည်တနာကဟိုဘယ်လိုပြောမလဲ ဟိုဘယ်လိုပြောမလဲအဓိကပေါ့နော်ကျွန်တော်တို့အနေနဲ့ဘာလီဘာရဲ့ခြေသွန်းကလည်းတိုင်ပက်နေတာခက်တယ်ပြောသေးလားဘာလီဘာရဲ့ခြေသွန်းကတိုင်ပက်နေတော့နည်းနည်းလေးတန်ကြီးနေလာတဲ့တန်ကြီးနေလာတော့ဟာတန်ကြီးနေတယ်ရာကောင်းရနိုင်နေပေါ့တန်ကြီးနေလာတာကဟုတ်ပြီပေါ့တကယ်သူ brighton မှာလူမျိုးခြေသွန်းပြီးခဲ့တဲ့ရာသီကလို့ခြေသွန်းထပ်မပြနိုင်တော့ရင်ကျွန်တော်ဘယ်လိုလုပ်မလဲပေါ့နော်အားလည်းရှိတော့ရှိသေးတာလေနော် ပြီးခဲ့တဲ့ရာသီကလိုခြေသွန်းထက်မပြနိုင်သူဘယ်လိုလုပ်မလဲသိရမှာနော်ဒီတိုင်းကြီးပဲတိုင်ပတ်သွားတော့မယ်ဆိုရင်လေ Brighton လိုအသင်းမျိုးမှာတော့မှ United နဲ့ခဏသတင်းထွက်လို့ခြေသွန်းပြန်မကောင်းတော့ဘူးဆိုကိုရီ United ကိုရောက်လာတဲ့ကဖီအားအဖုံဖုံနဲ့မီနီကောင်ဘယ်လိုသွားလုပ်မလဲအဲ့ဒါကလည်းကျွန်တော်ရှိသေးတာဗောနော်ဆောင်းတော့ကျွန်တော်ကြည့်ရမှာပါ Gomez တို့ဘာလို့ကတော့ဖြစ်နိုင်ကြီးများတယ်များတယ်ဆိုတာကဒီကစားမကဝူပါဟန်တန်ကတန်းစင်းဘလို့ဖြစ်နေတယ်ဆိုတဲ့ခါကျတော့ဗောနော်အခြေအနေမကောင်းတော့ပြောင်းလာဖို့ကတော့များတယ်လို့လည်းကျွန်တော်ထင်တယ်ဗောနော်ဒါပြင်တန်ကြီးရဆိုလို့ရှိရင်လည်းသူကတော်တော်လေးကိုကျွန်တော်နဲတဲ့တယ်မှာပါတယ်ဆိုတဲ့ခါကျတော့လေ ကျွန်တော်နောက်တစ်ခုကျွန်တော်ဆက်ပြီးတော့ကြည့်အောင်ပါနောက်တစ်ခုကတော့ဒီနီးပြရူဘင်အမိုရင်ကတော့လမ်မန်စ်နဲ့ပတ်သက်ပြီးတော့ပြောထားတယ်ပေါ့နော်အဲတူတူကြကြမဟုတ်ဘူးလမ်မန်စ်ကပေါ့နော်ဒီကောင်လေးရဲ့လူကောင်းလေးပေါ့နော်အပြင်မှာဆိုလို့ရှိရင်အခုချိန်ထိတော့မှမလေးရှက်ရှက်ယွန်းယွန်းလေးပြဆက်သမားလေးရဲ့နော်ဟိုဟိုဘာလဲရှက်အပြင်မှာတော့မှရှူရူရှက်တိုင်ကလေးပေါ့မင်းနော်ရှူရူရှက်တိုင်ကလေးပေါ့ဒါပေမဲ့လေလို့ကွင်းထဲမှာဆိုလို့ရှိရင်တော့အင်မတန်တည်ငြိမ်မှုရှိတဲ့ကစားမတယောက်ဖြစ်တယ်ပေါ့နော်ကွင်းထဲမှာဆိုလို့ရှိရင် ဟိုရှက်ကြောက်တာတွေရှက်ကြောက်တာတွေတိတ်မတွေ့ရပင်နဲ့အပွဲပေါ်မှာအပြိဝအာယုံစိုက်ပြီးတော့နော်ကစားနိုင်တဲ့ကစားမတစ်ယောက်ပေါ့ဒီဘက်ကိုနိုင်ခဲ့တဲ့ပွဲအပြီးမှာတော့ကစားမတွေမှာစိုက်တဲ့ပိုင်းတွေကိုယုံကြည်မှုပိုင်းတွေကိုအများကြီးတိုးတက်သွားကြတယ်ပေါ့နော်ဒီတိုးတက်လာတဲ့ယုံကြည်မှုအရှိန်နှုန်းအားစိုက်ထုံးမှုတွေနဲ့အကုန်လုံးကပေါ့နော်ကောင်းလာကြတာဖြစ်တယ်ပေါ့ဒီအကောင်းဆုံးတိုးတက်မှုတွေမှာဆိုလို့ရှိရင်လက်မန်းစရဲ့တက်ရောက်မှုတွေအများကြီးပါတယ်ပေါ့နော်နောက်ဆုံးရှုံးပွဲမရှိတဲ့၅ပွဲမှာဆိုလို့ရှိရင်သူ့ရဲ့လက်စွမ်းကြောင့်အသင်းရဲ့ယုံကြည်မှုတွေအများကြီးတိုးတက်ခဲ့ရပြီးတော့အသင်းရဲ့တည်ငြိမ်မှုတွေကလည်း သူ့ကြောင့်ရခဲ့တယ်လို့ပဲကျွန်တော်ပြောရမှာပဲဆိုပြီးတော့သူပြောသွားတယ်။ကစားမအတွက်တော့နီးပြားတယောက်စီကဒီလိုမျိုးဟိုဘယ်လိုပြောမလဲချီကျူးမှုရတယ်ဆိုတာမျိုးကအများကြီးကောင်းပါတယ်။ဒါအပြင်ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲအရင်တုန်းကဆိုလို့ရှိရင်ခန်စစ်လိုင်းကိုကျော်လာပြီးဆိုလို့ရှိရင်ဂိုးကတေချာပေါက်ဖြစ်နေပြီဗျာဒီလား။ဒါပေမဲ့လို့အခုဆိုလို့ရှိရင် Lemons ကပုတ်သွားတာတို့နော်။ elements ကကျွန်တော်တို့နေတယ်ဗောနော်ရအောင် save သွားတာတို့ဟလား lemons ခုချိန်ကြီးမှားတယ်ဆိုတာမျိုးကျွန်တော်မတွေ့ရသေးဘူးဗျာဒီလားတခါပဲတခါပဲဆိုတာ ဒီလေးနောက်ပြန်ပြလိုက်တဲ့ဘောလုံးကိုဒီကောင်ထိမ့်ဖို့လို့တာတော်စီကဘေးထွက်သွားလို့လေနော်အဲ့ဒီခါပဲကျွန်တော်ရှိသေးတာဗျာရောက်လာကြတဲ့ကဆိုတော့ဒါကိုကျွန်တော်ကြည့်မယ်ဆိုရင်ခန်စစ်တီတိုင်းပက်လို့ရောက်လာတဲ့ဘောလုံးတွေကိုလည်းအဲကျွန်တော်ကကန်ချက်မှာ၅ချက်ကန်ရင်၅ချက်စလုံးမဝင်တော့ဘူးနှစ်ကူဘူးပေးရတယ်လို့သုံးကူပဲပေးရတယ်လို့ဒါမျိုးတွေကျွန်တော်ဖြစ်လာပြီဗောနော်အဲဘိုင်နာတို့ဦးနန်းနာတို့လောကလိုမျိုးမဝင်တဲ့ဘောလုံးတော့ကူပိုက်သေးဆွဲသေးတယ်လို့မဟုတ်တော့ဘူးဗျာဒီလားအချင်းကြီးကဆိုတော့လမ်မန်စ်ကမနက်မြောင်ကွင်းထဲမှာတကယ်အာယုံစူးစမ်းမှုအပြည့်နဲ့ကစားနိုင်ပါတယ်နော်ဘဲချီညာချီ အကုန်လုံးနဲ့ distribute လုပ်နိုင်တဲ့ကစားမတစ်ယောက်ဖြစ်တယ်။အတင်းအတွက်တော့ immediate အရေးပါတဲ့ကစားမပါ။ဆိုတော့ तू ကတော့အသက်ငယ်သေးတာဖြစ်တဲ့အတွက်ဒီတက်တော့အများကြီးတိုးတက်လာအောင်မှာပေါ့လေ။ဆိုတော့ lemons ပူကောင်းမှုဆိုရင်ကျွန်တော်ဒါခန်းစစ်ကစားမတွေရဲ့ဘက်ကလည်းဒီထက်ပူပြီးတော့မာကြောတဲ့ခန်းစစ်နှုံတွေပြသနိုင်ဖို့ကျွန်တော်လူတယ်ဗျာဆိုတာက lemons နဲ့ပတ်သက်လို့ပြောရတာတူတူချာချာကြီးတော့မရှိဘူးဒီနေရာမှာစိတ်ဝင်စားဖို့ကျွန်တော်ကောင်းတာက masterwi နဲ့ပတ်သက်လို့ပါနော် masterwi နဲ့ပတ်သက်ပြီးတော့လက်ရှိသူနေရာကစားနေရတဲ့နေရာကြီးနဲ့ပတ်သက်ပြီးသူပြောရတာကကျွန်တော်အနေနဲ့ကတော့ခန်းစစ်ကောတိုက်စစ်ကော နှစ်ခုစလုံးကိုကစားရတာသဘောကျတယ်ပေါ့ဒီနေရာမှာ full backs အနေနဲ့ဆိုလို့ရှိရင်တိုက်စစ်လိုက်ရတာကိုခန်းစစ်ကစားရတာကိုသဘောကျတယ်ပေါ့နော်ဒါကြောင့်လေ right back မှာကစားရတယ်ဆိုလို့ရှိရင်သိတယ်မလား attacking ဘက်မှာဆိုလို့ရှိရင်ကျွန်တော်လိုက်တာပဲပေါ့နော်ခန်းစစ်ဘက်ဖျက်ထုတ်ရှင်းရတာလေးကျွန်တော်တော်တော်လေးသဘောကျတယ်ဒီမှာပါတယ်ပေါ့နော်ဒီခန်းစစ်တိုက်စစ်ကစားဖို့နှစ်ခုစလုံးကသူနဲ့ကန့်ညီတယ်လို့လည်းခံစားရတယ်ပေါ့နော်အဲ့တော့ဘယ်ဟာကိုပူပြီးတော့သဘောကျတယ်သိတယ်မလားဒီတိုက်စစ်ကိုလိုက်ရသလားခန်းစစ်ကိုနော်နေရတာကိုသဘောကျသလားဆိုတာ မသိဘူးပေါ့ဗျာပြောချင်တာကတော့ဘယ်ဟာပဲဖြစ်ဖြစ်သူ့အတွက်အဆင်ပြေတယ်သူသဘောကျတယ်ပေါ့ win back နေရာကတော့ပုံမှန် right center back တွေထဲပုံစံအများကြီးကွဲပြားတယ်ပေါ့နော်ခန်းစစ်ကစားပုံကိုတိုက်စစ်လိုက်ပါကစားတဲ့ပုံဒီမှာပေါ့ကွဲပြားမှုတွေရှိတယ်ပေါ့ RCB ကတော့ကျွန်တော်ခန်းစစ်တယောက်လိုဖြစ်နေပြီးတော့ခန်းစစ်ဘက်ကိုပူပြီးတော့အများကြီးကူးစားရတယ်ပေါ့နော်ပွဲကိုလည်းထိန်းချုပ်နိုင်ဖို့ပူပြီးတော့ကျိုးပန်းနေတယ်မှာပါတယ်ပေါ့တပတ်တင်းရဲ့တံပြန်တိုက်စစ်ကိုလည်းပူပြီးတော့ကာကွယ်ရတယ်တယ်မှာပါတယ် ဒါအပြင်ကျွန်တော်ကိုအတင်းပတ်မှာဘောလုံးရှိနေတဲ့အခါမျိုးတွေဆိုလို့ရှိရင်ကစားကွက်တိဆောက်တဲ့အပိုင်းတွေမှာလည်းအများကြီးထဲထဲဝင်ဝင်ပံပူးရတာမျိုးတွေကျွန်တော်ရှိတယ်ပေါ့နော်ကျွန်တော် RCB မှာကဝင်းဘက်လိုမဟုတ်ဘဲနဲ့ပေါ့နော်အများကြီးကွာဟားချက်တွေရှိတယ်ဆိုတော့အဲ့ဒီနှစ်နေရာစလုံးကစားနေရတဲ့သူ့အတွက်ကတော့အဆင်ပြေတယ်ပေါ့ဗျာပြောချင်တာကဝင်းဘက်မှာကစားရင်တိုက်စစ်လည်းလိုက်ရတယ်ဆိုတော့သူကအဆင်ပြေတယ်သဘောကျတယ်ပေါ့ နော်ခံစစ်ကူကူရတာလေသဘောကျတယ်ပေါ့နော်ကျွန်တော်တို့ဆန်နဘက်3အောက်ထဲမှာသူ့ကိုယူရိုနီယာယူရိုရဲ့နေရာမှာတုံးပြီဆိုလို့ရှင်တိုက်စစ်တော့မလိုက်ရပြီမယ်လေလို့ပေးတဲ့ plane တွေပါနေကစားတဲ့ခါမှာလေဘယ်လောက်ထိအရေးပါတယ်ဆိုတော့သူတိထားတယ်ပေါ့နော်အဲဝင်းဘက်ကတော့ဗျာပေါ့နော်ရှေ့လေပူတက်ရတယ်နောက်လေပူပြီးတော့စင်းကူကပြီးတော့ခံစစ်ပိုင်းအားပြရတဲ့အချိန်မှာဆိုလို့ရှင်ဆုံးဖြတ်ချက်တွေကလည်းတိတယ်မလားမှားလို့ရတာမဟုတ်ဘူးပေါ့ ဘာလို့ဆိုအတင်းရဲ့ financial zone တွေကိုကိုကပို့ပြီးတော့ဝင်ကူပေးရတာမျိုးတွေရှိတယ်ပေါ့ဒါအပြင်ဖြတ်တင်ဘောတွေဘာတွေနဲ့ပေါ့နော်ဒီဖန်တီးမှုတွေရဖို့လဲပုံမှန်ထက်ပို့ပြီးတော့ကျွန်တော်ကပြုတ်လို့ပြီးဖို့လိုတယ်ပေါ့ဒါကြောင့်ဘယ်လိုပြောမလဲသူကစားတယ်ဆိုလို့ရှိရင်မတူတဲ့ right center back တို့ right wing back တို့ရဲ့ဒါကွဲပြားမှုတွေကိုသူပြောသွားပြီးတော့ဘယ်အရာကိုပို့ပြီးတော့အာတန်နေဆိုတာမျိုးမရှိဘူးဆိုတာမျိုးသူပြောသွားတယ်ပေါ့နော်ကျွန်တော်ကတော့ကိုအတင်းကစားမားတွေကတော့မင်းပြောလိုက်ရင်တော့အဲ့လိုပဲဒီလား တကယ်တကယ်ကွင်းထဲမှာသူတလွဲစီလောက်ကြတာအဲကောင်လေးကလေသိလားမသိရင်တော့နောကြည့်နေတာပဲเนาะ MO နေတော့မှမင်းသူတို့နဲ့ရှင်ပြန်ကစားမလို့ဖြစ်နေပြီကသူတို့ကနီးပြတာခံပြီးရောလေเนาะပြေတနာကကုကောင်လေးကမင်းမင်းပြောတိုင်းဟုတ်ချင်မှာဟုတ်တာအဲကောင်လေးကသိလားတကယ်ပြောတာမင်းဟိုအခုကွင်းထဲမှာသူကျွန်တော်ကြည့်ပါလားအားနေချက်ဒီအများကြီးနေမင်းမာစတာဘီဆိုလို့ရှိရင်အပွဲနဲ့ဝေးနေတာလေပါမှာပေါ့ဗျာပြီးခဲ့တဲ့တစ်ခေါက်ကဆိုလို့ရှိရင်ကျွန်တော်ကစားတာပြီးခဲ့တဲ့တစ်ပွဲကတော်တော်လေးတိုင်ပက်တဲ့တည်းမှာပါတယ်အခုချိန်မှာဒိုင်မိုဒီပြောထားတာတော့ ဘယ်ပြောမလဲဒါတော့ကစားမားတွေကကုတောင်ကူတည်နေတယ်ဆိုတဲ့အတွက်ဘာမှထူးထူးခြားခြားတော့မရှိပါဘူးနော်ဒီညကတနည်းနည်းဘာမှမရှိတော့ကစားမားတွေကပြောတာတွေအင်တာဗျူးလုပ်တာတွေကျွန်တော်ဆက်ပြီးတော့တက်လာတာပဲနော်အန်ဒါဆန်ရဲ့ခြေသွန်းကတော့ရှေ့ပဲပြရတဲ့ညကလေးပဲနော်အန်ဒါဆန်တော့ကောင်းနေတာပေါ့လေနော်ပြီးခဲ့တဲ့ယာတီကလည်းအီလီယန်အန်ဒါဆန်ကကောင်းနေဒီယာတီမားလည်းသူတောက်လျှောက်ကောင်းနေတာဆိုတော့ဒါအတင်းကြီးတွေနဲ့ကျွန်တော်တို့တွေ့တော့အမှန်ကန်ကျွန်တော်တို့သာပြောမလဲမျက်စိကြကြရတယ်ပေါ့နော်ပြီးလို့ရှိရင် Nottingham Forest ရဲ့ဘေးကလည်းဈေးတင်လို့ကောင်းပြီပေါ့ဗျာဟာလား မာရီနက်စ်ကအရန်ပါမနာတဲ့မတီးသေးပါဘူးနီးပြရူဘင်အမိုရင်ကတော့ပုံသေးပြောသွားတာမျိုးကျွန်တော်မရှိဘူးပေါ့နော်မာရီနက်စ်ကတော့ကစားနိုင်နေပြီ ready ဖြစ်နေပြီဆိုပြီးပြောထားတယ်အဲ့ဒီဗီဒီယိုနဲ့ပတ်သက်လို့လည်းကျွန်တော်နေကင်းကကျွန်တော်တင်ပေးထားပြီနော်ကွင်းလေကူပြားတယ်နော်အဲဒီတက်ပို့ပြီးတော့ကောင်းတဲ့ကစားမားတွေပေါ့နော်ကျွန်တော်ကအဲခေါ်ဖို့ကျွန်တော်ကြိုးပမ်းမယ်တဲ့ဒီလောက်နေတော့ကျွန်တော်မရဘူးတဲ့နော်โอเคပါကျေးဇူးများကြပါတယ်အမ်ဘူမူပြားတဲ့ဘဲချင်းမထားပါစင်းလို့ပဲမျှော်လင့်ရမှာပဲတဲ့ အမ်ဘူမိုအမ်ဘူအနီးပြရလေဗျခတ်တော့ခတ်တယ်စပါးနဲ့ပွဲတော့ကလည်းအဲ့ဒီပဲချင်းဘာလို့ထားမှမသိဘူးအမ်ဘူမိုအားသာတယ်အမ်ဘူမိုအဆင်ပြေတယ်ဆိုတဲ့နေရာကိုမထားဘဲနဲ့အမ်ဘူမိုနဲ့ကုညီကုညာနှစ်ယောက်ကိုကြည့်တယ်မလားဒီတိုင်းဘတ်ဘတ်ဒီပိုင်လဲပလိုက်တာဗျာဒီလားဘလူးမန်ကိုအဆင်မပြေဘူးကြည့်ရတာအမ်ဘူမိုရဲ့ခြေသွမ်းလည်းကျွန်တော်မမြင်ရအောင်ကောင်းကောင်းကင်ကင်ကျွန်တော်တိုင်ပက်တယ်နော်တော်တော်တိုင်ပက်တယ်ဘာလေးပါကိုတဲ့ဇန်နဝါရီပေါင်သန်း60လောက်နဲ့ကန်လန်လိုက်လို့ရှိရင်ဘရိုက်တန်ဘက်ကအခုလက်ရှိစာမားရဲ့အချိန်ကိုကြည့်ပြီးတော့လက်ခံသွားလိမ့်မယ်ထင်လားတဲ့ ကျွန်တော်ကတော့ဒီချိန်မှာဘာလဲပါကိုခေါ်ဖို့ကြိုးပမ်းတာဟာအရင် risk များတယ်လို့ထင်တယ်။ပေါင်သန်း60ဆိုတာမနှဲပါဘူး။ပေါင်သန်း60ဆိုတာကျွန်တော်မနှဲပါဘူး။ပေါင်သန်း60နဲ့ကျွန်တော်တို့ခေါ်လို့ဘောနော်အသည်းမှာအရာအတိုင်းအလုပ်ဖြစ်လာတယ်ဆိုလို့ရှိရင်တော့ထားအောင်တော့ဒါပေမဲ့လက်ရှိပုံစံကဘာလဲပါအပေါ်မှာငါတို့တန်း60ကိုသုံးသိရလားဆိုပြီးတော့ဟိုတန်တရားရှိရမယ့်အခြေအနေမျိုးဖြစ်နေတယ်ဘောနော်။ဒါကလည်းညီကလိုလက်ရှိဒီရသည်ဘာလဲပါရဲ့အခြေအနေကိုကျွန်တော်ကြည့်ရင်တွေ့နိုင်တယ်။ဒီရသည်လုံးမှာကျွန်တော်ဆက်နပွဲကစားပြီးတဲ့အခြေအနေမျိုးတွေမှာကစားမရဲ့ပုံမှန်ပွဲကစားခြင်းကမိနစ်60ပဲကျွန်တော်ရှိတာ။ ဒါပြင်သူ့ရဲ့ contribution တွေကလည်းဘာမှကျွန်တော်တို့မရှိဘူးပေါ့ဟိုတပွဲတပွဲပြီးတိုင်းမှာဘာလဲဘာဟာဝေဖန်ခံတဲ့အခြေအနေမျိုးတွေပဲကျွန်တော်မြင်နေရတာအဲ့တော့အခြေအနေကမတိုင်းပြောရရင်ကျွန်တော်ဒီ Carlos Barleba ကိုခေါ်ဖို့ကတအားကို risk များပါတယ်ဈေးနှုန်းသက်သာလို့ကျွန်တော်ခေါ်ဖို့ကြိုးပမ်းကောင်းကြိုးပမ်းလိုက်မယ်အလုပ်ဖြစ်လာရင်တော့တမျိုးအလုပ်မဖြစ်ဘူးဆိုရင်တော့တော်တော်တိုင်ပတ်ပါအဲ့လိုလေဆိုတော့ကျွန်တော်အဲ့ဒီတန်း60ဆိုတာကနောက်နေ့ညွေမှာနောက်တဲ့တန်း20တော့ထပ်တိုးပြီးရင်ကစားမကောင်သူ့ထက်ပို့ပြီးတော့ခြေစွမ်းတွေကို consistent ဖြစ်ဖြစ်ပြနေတဲ့ကစားမတွေကိုရနိုင်လို့ပဲ တော့အတင်းဘက်ကကာလို့စ်ပါလေပါကိုဦးစားပေးပြီးလိုချင်တယ်ဒါအပြင်အခုလက်ရှိခြေသွင်းနေဆိုရင်ဇန်နဝါရီမှာတန်း60လောက်နဲ့ဝယ်မယ်ဆိုရောင်းမယ်ဆိုဝယ်မယ်ဆိုရင်ရောင်းနိုင်လောက်လားဆိုတော့ Brighton ဘက်ကတော့သူတို့ကတော့မရောင်းချင်ဘူးညင်းမှာပဲမရောင်းချင်ဘူးညင်းမှာပဲလေပါလေပါပါလေပါနဲ့ပတ်သက်လို့ရှိရင်ဒါကလေးဈေးကင်ဖို့တို့လည်းဖြစ်ကောင်းဖြစ်မှာပေါ့ဒါမှမဟုတ်သူတို့မှာတခြားကွန်းနဲ့ကစားမားတွေမရှိလို့လည်းဖြစ်ကောင်းဖြစ်မှာပေါ့ကျွန်တော်ကတော့သူတို့ကတော့နည်းနည်းတင်းခံလိမ့်မယ်လို့ထင်တယ်တိုးတော်လည်းပဲတန်း60လောက်ဆိုလို့ရှိရင်တော့ဒီချိန်မှာပေါ့နော်လက်မလို့စီရတော့အကြောင်းမရှိဘူးလို့ကျွန်တော်ထင်တယ်နော် မာရီနက်စ်ကိုကွင်းနဲ့ထားဆောက်လို့အဆင်ပြေနေလားလဲကျွန်တော်တို့မထင်ပါဘူးဆက်တမနော်မာရီနက်စ်ကိုကွင်းနဲ့ထားဆောက်လို့အဆင်ပြေမယ်လို့ကျွန်တော်တို့မထင်ဘူးကျေးဇူးများတင်ပါတယ်ကျေးဇူးများတင်ပါတယ် Okay အဲဆိုတော့နော်အန်ဒါဆန်တို့ဘာလို့ရောက်လာရင်တော့ပူကောင်းပြီဗျာကွင်းလင်ကားတယ်ဒါပေမဲ့ဇန်နဝါရီမှာတော့မဖြစ်နိုင်ဘူးထင်နေရတယ်နော်အန်ဒါဆန်ကတော့ရောက်အောင်ခုံမရမယ်ဗျာတဲ့သူများအသင်းရောက်လို့ရှိရင်နှမျောစရာဖြစ်သွားမှာတယ်နော်ဟုတ်ပါဟုတ်ပါဆက်တမနော်ဟုတ်ပါဟုတ်ပါအဓိကတော့ဗျာကျွန်တော်တို့ကဒီကစားမကိုခေါ်ဖို့အတွက်ဆိုလို့ရှိရင်တော့ဇန်နဝါရီပြောင်းရှိမှာမဖြစ်နိုင်ဘူးဗောနော် နွေရာသီပြောင်းရွှေ့ကြမှာပဲဒီနေရာမှာနွေရာသီပြောင်းရွှေ့ဆိုတာကလည်းကိုရီးကဒီရာသီကုန်းတဲ့က Champions League ဒီပါတွေဝင်ဝင်ရအောင်မှခေါ်လို့အတွက်အဆင်ပြေမှာမဟုတ်လို့ရှိရင်ကစားမားတွေတော့မလွယ်ပါဘူးเนาะဆိုတော့ကွန်းလယ်မှာစဉ်းစားကြည့်တဲ့မြန်အီလီယိုအန်ဒါဆန်တို့လိုကစားမားတွေတိုက်စက်ကအမ်မူမူကူညာနဲ့ညောကျွန်တော်သာရှက်စကိုဟလာနောက်တန်းကဒီလေးတို့နောက်ထပ်ကောင်းတဲ့ကစားမားတွေထပ်ခေါ်လိုက်လို့ရှိရင် ချင်းချင်းရတော်ကိုကောင်းတာမျှလင့်ရမှာပဲလားနော်။ဆောင်းကြည့်ရပါမယ်။ကျွန်တော်ချင်းဒီမားတွေမှာလည်းဒါကတော့လက်ရှိအတင်းနဲ့ပတ်သက်တဲ့သတင်းတချို့ပေါ့လေ။ကျွန်တော်တို့က weekend ဖြစ်တဲ့အတွက်သတင်းတွေကတော့အများကြီးထွက်မနေသေးပါဘူး။ဆိုတော့မနေ့ဖြန်ကျွန်တော်တို့ကအတင်းကမနေ့ဖြန်ညမှာရှင်မင်းကစားမယ်ဆိုတော့ဒီညဝက်ချောင်းတွေဘာတွေကတော့ football match မှာပဲရှိပါမယ်။စပါတို့အာဆင်နယ်တို့ရဲ့ London Derby ပြိုင်ပွဲမှာကျွန်တော်တို့ပေါ့နော်တွေ့ကြပါမယ်။ကြည်ရင်ဂျိုတွေ900နီးပါးရှိပါတယ်။တယောက်ချင်းစီတိုင်းကိုချစ်သူပါ။ခဏလေး football match မှာကျွန်တော်ပြန်ပြီးတော့တွေ့ကြပါမယ်။အားလုံးကိုချစ်သူပါ။